င်္ဂလာပါလန်နီရဲ့ Good Life Podcast ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျွန်တော် Podcast မလုပ်ဖြစ်တာတော်တော်ကြာသွားပြီ။အဲဒါကြောင့်ကျွန်တော် Podcast ကိုနားထောင်နေသူတွေနဲ့ပြန်ပြီးတော့ connect လုပ်ချင်တယ်။နောက်ကျွန်တော်ဒီရက်ပိုင်းတွေးမိရဲ့အတွေးတစ်ခုကိုကျွန်တော်ဝေမျှခြင်းလဲ။အဲဒီအကြောင်းလေးကြောင့်ကျွန်တော်ဒီ episode ကိုပြန်လုပ်ဖြစ်တာဖြစ်ပါတယ်။ကျွန်တော်လူပံဝင်ကျန်တိုင်းဝိုင်းမှာ doing nothing ဘာမှလုပ်မနေဘူးဆိုလို့ရှိရင်အဲ့လူတယောက်က no action လုပ်နေရ action လည်းမရှိဘူးအတွေ့တော့ခြံစီနေရလည်းမရှိဘူးပြောဆိုနေရလည်းမရှိဘူးအဲ့အတွက်ကြောင့် no result no work done ပေါ့နော်ဘာ result မှမရှိဘူးအဲ့လိုမျိုးထင်ကြတယ်ဒါမှမဟုတ်တကယ်တကယ်တရားစဉ်းစားကြည့်ရင်ဘာမှလုပ်မနေတိုင်း work done မရှိတော့ဘူးလားဘာမှမလုပ်ဖဲနဲ့လဲ work done ရှိရဲ့ case တွေရှိရဲ့ဥမာ ကျွန်တော်တကယ်ချင်းပေါင်းသိနေတယ်ပါတခုဆိုရင်ပြောရဆိုရခက်တယ်ခေါင်းမာတယ်သူမှားနေရင်တော့မှပြန်ခန့်ညင်းပြီးတော့သူမှန်နေဆိုတာမျိုးအဲ့လိုမျိုးပေါ့နော်အချိုးမပြခရိုင်ပြဆောက်ချိုးမပြတဲ့တကယ်ချင်းပေါင်းသိမျိုးကျွန်တော်ကြုံညားပါပဲအဲ့လိုမျိုးကြုံရင်ကျွန်တော်ဘာလုပ်လို့ရှိလဲဆိုတချို့ကကြတော့အဲ့လိုမျိုးကြုံလာရင်တားကြီးရောက်အမင်းဒီလိုလိုလောက်တာတော့မကောင်းဘူးမင်းမှားနေရဆိုပြီးတော့သွားပြီးတော့ပြောဆိုဖြောင်းပြတာပါ do something လောက်တာပေါ့တချို့ကြတော့လေအဒီအောင်ဆုံးမပြင်ကတော့မပေါဘူးကွာပြစ်ထားလိုက်ဆိုပြီးတော့ပြစ်ထားလိုက်တာမျိုးရှိတယ်အဲ့နှစ်ခုမှာဘယ်အပူ effective ဖြစ်တဲ့တဲ့လဲသွားပြီးတော့ပြောဆိုဆွေးနွေးတိုင်ပင်ပြီးနားချတဲ့ case မှာဟိုနားထောင်တဲ့ကောင်ကဆော်ကြီးရမှာသူကအချိုးကမပြေဘူးသူမှန်တယ်ဆိုတာမျိုးသမားဆိုတော့သူကသူ့ဘလို့မှန်ကြမှာပြန်ခံခြင်းမှာ ကွာသက်သေးတာကားနဲ့ထောက်ပြရင်တော့ကြိုက်မှာမဟုတ်တဲ့ပြင်ရန်အောင်ပြန်လို့ရတွေ့အောင်ဟိုခုနကလို့ဒါမှမပြောဘူးစောက်ချုံးပြေလို့ပြစ်ထားလိုက်တယ်ဆိုတာမျိုးနဲ့ကြတော့သူ့ကိုပေါင်းစင်းလုံးမဲ့သူမရှိတော့အချိန်တစ်ခုကြာသွားရင်သူ့သူသဘောပေါက်သွားတယ်သူ့စောက်ချုံးသူသဘောပေါက်သွားပြီးတော့သူ့ကျင်သူပြင်သွားတယ်ဆိုတော့ walk down ရှိရပါတော့ဆိုတော့တစ်ခါဘာမှမလုပ်တာက တခုကိုထထုတ်တာလဲစားလို့ရှိရင် work done ပို့ဖြစ်နေသေးလို့ပဲဆိုတော့ do nothing ဆိုတိုင်းအလုံးမလုံးနေရမှာမဟုတ်ဘူးတကယ်တကယ် doing nothing ဆိုတဲ့သဘောတရားကွာ is doing something on nothing ဘာမှမလုပ်ချင်းဟာဘာမှမလုပ်ချင်းဆိုတဲ့အရာကိုကျွန်တော်လုပ်နေခြင်းမဟုတ်လားဥမာနောက်ထပ်ဥမာတစ်ခုကြောက်ပြမတရားတဲ့ဘက်မှာယက်တီလို့ အဖက်ကိုမလုံတင်တော့တဲ့လူတချို့ကျွန်တော်တို့အဖက်မလုံတော့ဘဲနဲ့ဖဲ့ကျင်ထားလိုက်ခြင်းဟာဘာမှလုံမနေရမဟုတ်ဘူးကျွန်တော်တခုကိုလုံနေရကောင်းမွန်တဲ့လူအဖွဲ့အစည်းတခုရဖို့ good society တခုရဖို့ဖဲ့ကျင်တဲ့လူတွေကိုကျွန်တော်ဖဲ့ကျင်နေရအဲ့ဒါဘာမှမလုံတာမဟုတ်ဘူးတခုလုံနေရအဲ့လိုပဲအာမပေးတဲ့ယုံမကားလို့စကားတွေတောင်ထည့်ပြောဖို့ မထိုက်တန်တဲ့အဆိုတော်တွေမင်းသားမင်းသမီးတွေကျွန်တော်အဖတ်မလုပ်တော့ခြင်းနော်နောက်သူတို့ဒီအပေါ်မီဒီယာတွေပေါ်မှာတက်လာပြီးတော့ attention ယူတဲ့ကိစ္စတွေကိုကျွန်တော်တို့အဖတ်မလုပ်ဘဲနဲ့ပြစ်ထားလိုက်ခြင်းဟာကြောက်ဘာမှမလုပ်တာမဟုတ်ဘူးကျွန်တော်တခုခုလုပ်နေတာမှားနေတဲ့အရာတွေကိုဓမ္မမဟုတ်မှားနေတဲ့လူတွေကို ထောက်ခံမဲ့နေနေခြင်းကဘာမှမလုပ်တာမဟုတ်ဘူး။ကျွန်တော်တခုလုံးနေရဖြစ်တယ်။အဲ့တော့ဘာမှမလုပ်ပဲနေနေတိုင်းဘာမှလုံးမနေရမဟုတ်ဘူး။တခုခုကိုမလုံးနိုင်တဲ့သူတွေကဘာမှမလုပ်ချင်းဆိုတဲ့အရာကိုအကျိုးရှိရှိနဲ့လုပ်နေနိုင်တယ်။အဲ့တော့ if you can do something do nothing effectively ကျွန်တော်အဲ့လိုစဉ်းစားလို့မရဘူးလား။ ဒါမဲ့တစ်ဖက်မှာကြာရလဲအိုင်စတိုင်ကဘာကြီးရတဲ့မကောင်းမှုပြုလုပ်တဲ့သူတွေကြောင့်ဥမာဒုစရိုက်သမားတွေအနိုင်ကျင့်ပုံကြတဲ့လူတွေမတရားမှုကိုကျူးလွန်တဲ့သူတွေစသည်ဖြင့်ပေါ့နော်မကောင်းမှုတွေပြုလုပ်နေတဲ့သူတွေကြောင့်ကဘာကြီးကပျက်စီးသွားမှာမဟုတ်ဘူးလေအဲ့မကောင်းမှုပြုလုပ်နေတဲ့သူတွေကိုဘာမှမလုပ်ဘဲနဲ့ထိုင်ကြည့်နေတဲ့လူတွေကြောင့်သာကဘာကြီးကပျက်စီးသွားမှာလေ ြောချင်တာမတကောင်းမှုမတရားမှုကိုဘာမှမလုပ်ပဲထိုင်ကြည့်နေလို့မရဘူးတခုခုလုပ်ရမယ်တားဆီးရမယ်ဆိုတော့ပထမတစ်ခုကမကောင်းမှုတွေ့ရင်မတားဆီးသည့်တိုင်အောင်မထောက်ခံပဲနေခြင်းအဒုတိယတစ်ခုကကြတော့မကောင်းမှုတွေ့ရင်မထောက်ခံရုံမကဝင်ရောက်တားဆီးရင်အဲ့နှစ်ခုမှာဘယ်ရာကျွန်တော်လိုက်နာတဲ့လဲဘယ်ရာက ethically နော် morally လုံးတဲ့အရာတစ်ခုဖြစ်မယ်လို့ထင်တယ်။ဟိုဒုတိယတစ်ခုကိုလုံးနိုင်တဲ့သူတွေကတော့ပို့ပြီးတော့လေးစားဖို့ကောင်းတဲ့စိတ်ဓာတ်မျိုးရှိရလူသားတွေဆိုတော့ကျွန်တော်ညင်းစရာမလိုဘူး။သူတို့ sacrifice လုပ်ပြီးတော့သူတို့ဒီမကောင်းမှုကိုတားဆီးနေတာဖြစ်တဲ့အတွက်ကြောင့်သူတို့ဒီပို့ပြီးလေးစားဖို့ကောင်းမှာမှန်တယ်။ဒါပေမဲ့လူတိုင်းကအဲ့လိုလုံးနိုင်ပါမလား။ မတရားမှုကိုမထောက်ခံဘူးဆိုရုံနဲ့မလုံလောက်ဘူးလားထိုင်ကြည့်နေပဲတခုခုထားလုံးမအောင်ရမှာလားဒီနေရာမှာအဲ့ during nothing နဲ့ doing something อ่ะဝိဝါဒကွဲနေလို့ထင်ရတယ်ဒါပေမဲ့တကယ်တကယ်တခြားစဉ်းစားကြည့်ရင်အဲ့နှစ်ခုကတခုတည်းလည်းဖြစ်နေနိုင်တယ် အလိုချင်နေမျိုးမှလည်းဆိုတော့ good society ကောင်းမွန်တဲ့လူဖွဲ့စည်းတစ်ခုကိုရဖို့ဆိုတော့ဥတီချက်တစ်ခုကိုတပြိုင်တည်းသွားနေတဲ့အခါမျိုးမှာဥတီချက်တူရင်အဲ့နှစ်ခုကပေါင်းစည်းလို့ရတယ်မတူညီတဲ့အင်အားနှစ်ခုက direction တစ်ခုတည်းကိုရအောင်တွန်းပို့ပြီးရင်အင်အားတွေဖြစ်ပေါင်းစည်းပြနိုင်တယ်အဲ့ဒါကြောင့်ဝိဝါဒကွဲစရာမလိုဘူး မတူညီတဲ့အရာနှစ်ခုဟာတစ်ချိန်တည်းမှာပဲမတူညီစွာတူညီနေနိုင်တယ်။လာယာနဲ့လာယာမှာလာယာမတူလဲလာယာတူရင် ပေါင်းစည်းဖြစ်လို့ရတယ်။လာယာတူဖို့ကအရေးကြီးတယ်။အဲ့ဒါဆိုပြီးပြီလားလာယာတူရင် ပြီးပြီလားမပြီးသေးဘူး။စဉ်းစားဆင်ခြင်မှု။အော်ကြိုးကြောင်းဆက်ဆက်စဉ်းစားတတ်ဖို့ ဉာဏ်ပညာအတိုင်းလည်းလိုသေးတယ်။ဘာလို့ဆိုတော့ do nothing ဆိုတိုင်းအရာရာကို do nothing ဘာမှမလုပ်နဲ့ကွာဆိုပြီးထိုင်နေဖို့ပြောတာမဟုတ်ဘူး။ကိုယ့်အချိန်နဲ့ကိုယ့်ခွန်ကိုယ်အားနဲ့ဝင်မပါနိုင်တဲ့အရာတွေမှာအမှန်တရားဘက်ကရက်တီတော်အားဖြင့်မတရားမှုကိုမထောက်ခံခြင်းเนาะ at least မထောက်ခံခြင်းမပတ်သက်ခြင်း ်အဖတ်မလုပ်ချင်အာမပေးချင်ကိုထိရောက်စွာလုပ်နေလို့ရတယ်ထိရောက်စွာလုပ်နေဖို့လိုတယ်တစ်ချိန်တည်းမှာပဲ do something သမားတွေကြတော့လေငါတို့က do something သမားသမားကငါတို့တစ်ခုဆိုထပ်လုပ်ရမယ်ဆိုပြီးလုပ်ချင်တာကိုမှန်တယ်ထင်တဲ့ဟာကိုလုပ်ချင်တာကိုလက်လွတ်စပယ်စိတ်ထင်တိုင်းထပ်လုပ်လိုက်လို့မဖြစ်နိုင်ဘူးလက်လွတ်ချေလို့နေဖြစ်ကုန်နိုင်တယ်အဲ do something သမားတွေကထင်း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 လုပ်တတ်ဖို့လိုရပါတော့တည့်ချက်နှဲ့ချက်က do something လောက်တဲ့လူချင်းချင်းကြားမှာလုံးပုံလုံးကြီးပုံစံတွေအယောင်သွေးတွေ ideology မတူတာရှိမှာပဲဆိုတော့ do something လောက်လောက်ကြတဲ့လူချင်းချင်းကြားမှာခဏအရာမတူလို့ဆိုပြီးတော့အချင်းချင်းချနေလို့ရှိရင်လည်းအမှန်တရားအကြောင်းပေါ်လိမ့်မယ်ဆိုတော့အမှန်တရားကြာဆုံးမသွားအောင်ဉာဏ်ပညာနဲ့ထိမ့်ထိမ့်တင့်တင့်လောက်တတ်ဖို့အတိုင်းအဆအသိဖို့လည်းလိုသေးရဲ့အဲ့ဒါမှသာ လားရတူတဲ့သူတွေကုတိချက်တူတဲ့သူတွေပေါင်းစည်းလို့ဖြစ်နိုင်လိမ့်မယ်လို့ကျွန်တော်ကထင်တယ်ဆောက်ကနားထောင်နေရတဲ့သူကော do something သမားလား do nothing သမားလားပေးရပဲလှုပ်လှုပ်ပါအရေးကြီးတာကျွန်တော်တို့ဉာဏ်ပညာမျှော်မြင်တဲ့ထိထိရောက်ရောက်လှုပ်ကြဖို့ လိုအပ်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဒီဒီနားတော့ပြည့်တယောက်ချင်းစီကြိုင်အောင်ကျေးဇူးများကြီးတင်ပါတယ်နောက်လာမယ့်အပီဆိုဒ်တွေမှာကျွန်တော်ပြန်တွေ့ကြပါဦးမယ်ပိုင်ပိုင်